Hello guys အားလုံးပဲမြန်မာပါဒီနေ့မှာတော့တင်တို့ရဲ့တစ်ဖက်လူကတင်တို့ကိုဘာပြောချင်တယ်လဲဆိုတဲ့စကားလေးကို channel message လုပ်ပေးမယ်ပေါ့နော်။ဖိုင်လေးတော့ခုခွဲပေးထားရအောင်နော်။ဒါလေးက file 1အလေက file 2ဒါလေးက file 3နော်။အကောက်လေး၃ခွင်းနဲ့ဖိုင်လေး၃ခုလုပ်ပေးထားပါရယ်။အဲ့တော့မိနစ်တည်းရဖိုင်လေးကိုစိုက်ပြီးတော့ရွေးလို့ရပါပြီ။ file 1 2 3ဖိုင်လေးတွေကိုရွေးပြီးရင်တော့စလိုက်ကြမယ်နော်။ အတော့ဒီတော့ကောက်လို့ရွေးချက်ထားတဲ့ဖိုင်ဝမ်လေးတွေအားလုံးမင်္ဂလာပါဖိုင်ဝမ်လေးတွေရဲ့တစ်ဖက်သူကဖိုင်ဝမ်လေးတွေကိုအာဘာတွေပြောချင်နေလဲပေါ့နော်ဘာလေးတွေပြောချင်နေလဲဘာလေးပြောချင်နေလဲပေါ့နော်ဖိုင်ဝမ်လေးတွေဘာလေးပြောချင်နေလဲကြည့်လိုက်ကြမယ် Okay ဖိုင်ဝမ်လေးတွေမနက်နေ့လေးတော့ ဖောင်းလေးတွေနဲ့ဖောင်းလေးတွေတစ်ဖက်လူကြမနှဲလေးတော့နော်အလွဲချော်လေးတွေအလွဲချော်လေးတွေနည်းနည်းရှိတယ်တဲ့တစ်ဖက်လူကနည်းနည်းလေးပေါ့နော်တလွဲတလွဲလောက်တာမျိုးပေါ့နော်အဲ့လိုမျိုးလေးရှိတတ်တယ် you worry so much တဲ့နော်မိကအရန်စိတ်ပူနေတယ်တဲ့ဒီဆိုင်ကလေးနဲ့ရောကြည့်မယ် you worry so much ဖောင်းဝါလေးတွေကရမ်းစိတ်ပူနေတယ်တဲ့။ရမ်းဆိုးရိမ်နေတယ်တဲ့။ဖောင်းဝါလေးတွေကရမ်းဆိုးရိမ်နေပါတယ်တဲ့။အာနောက်တစ်ခုက you deserve the best နော်။မင်းကအကောင်းဆုံးနဲ့ထိုက်တန်ပါတယ်တဲ့။နောက်ဆက်ရောသူပါပြောချင်နေတယ်။ your large is amazing စနမင်းကလေမင်းရှိလိုက်တာတကယ်ကိုဘယ်လိုပြောမလဲ အရင်လှရပါဘောအရင်ကိုထူကြရတယ်ဗောမင်းရှိတိုက်တာရီပုံရီကြီးလေးကမင်းပြုံးလိုက်တယ်ရှင်းလိုက်တယ်ဗောနော်မင်းရှိတိုက်တာလေးကတကယ်ကိုဝဲမိုက်တယ်ဗောနော်အဲတချို့လူတွေကဒီထဲမှာဆိုလို့ရှိရင်ရီလိုက်လို့ရှင်လှတာရူပါရူပေါ့နော်အဲ့လိုမျိုးလူမျိုးလေးပါနိုင်တယ်နော် အဝမောမတ်အမ်စကဲနော်ငါဒီထက်ပို့ပြီးတော့မှအလိုချင်ပေးမယ်တဲ့ဒီထက်ပို့ပြီးအဆင့်တက်ချင်ပေးမယ်ငါကြောက်နေတယ်တဲ့နော်ဒီထက်ပို့ပြီးအဆင့်တက်ချင်ပေးမယ်ငါကြောက်နေပါတယ်တဲ့နော်ဒီထက်ပို့ပြီးလိုချင်ပေးမယ်ငါကြောက်နေပါတယ်တဲ့ I hope you are doing well နော်မင်းအာမင်းကောင်းကောင်းနေထိုင်နိုင်မယ်လို့မင်းအဆင်ပြေနေမယ်လို့နော်ငါမျှော်လင့်ပါတယ်တဲ့နော် နောက်ထပ် oracle နဲ့ထပ်ကြည့်မယ်အဲ့ဒါ want to be alone နော်ငါတယောက်တည်းမဖြစ်ချင်ဘူးတဲ့နော်နောက်တစ်ခုကအာ I can't move on from you ငါ miss ရနေပြီးတော့မှမထွက်သွားနိုင်ဘူးမင်းငါ့စိတ်က miss မှာပဲရှိနေတယ် miss ရနေပြီးငါ move on မလုပ်နိုင်သေးဘူးတဲ့နော် နော်နောက်ပြီးတော့မှ I can't handle your love နော်မင်းရဲ့အချစ်ကိုငါ handle မလုပ်နိုင်မင်းရဲ့အချစ်ကိုငါမထိန်းထားနိုင်ဘူးတဲ့ this passion is too much เนาะအဲဒီ file 1လေးတွေပုံမှာသူဆွဲလန်းနေတဲ့စိတ်ပေါ့เนาะစိတ်အားထက်သန်နေမှုစိတ်ပြင်းပြနေမှုကအရန်ကိုများတယ်တဲ့เนาะကဲအဲ့တော့ file 1ရဲ့တစ်ဖက်လူက file 1ကိုပြောချင်နေတဲ့စကားလေးရဒါလေးတွေပဲဖြစ်ပါတယ်အဲ့တော့သူเนี่ย file 1နဲ့အခြေအနေလေးကိုတစ်ချက်နည်းနည်းလေးကြည့်ကြည့်ပါเนาะ ူနဲ့ဖောင်းဝန်းလေးနဲ့အခြေအနေလေးကိုဆက်ကြည့်ကြည့်မယ်ဖောင်းဝန်းလေးတွေနဲ့သူနဲ့တခြားအခြေအနေလေးကိုကြည့်ကြည့်ပါမယ်အင်း okay အင်းဖောင်းလေးတွေရောပေါ့နော်ဖောင်းဝန်းလေးတွေရောဖောင်းဝန်းလေးတွေရဲ့တစ်ဖက်လူပါရောလေအဲဒီတယောက်နဲ့တယောက် အမ်ချစ်ပေးကြတဲ့အပေါ်မေတ္တာပေးကြတဲ့အပေါ်မှာတယောက်နဲ့တယောက်မလုံလောက်တလူမျိုးပေါ့နော်ခံစားနေရတာမျိုးရှိတယ်နော်တယောက်နဲ့တယောက်မလုံလောက်တလူမျိုးခံစားနေရတာရှိတယ်သူပေးတယ်ဆိုလို့ရှိရင်လည်းသူပေးတဲ့အချစ်တွေအေးပေါ့အာကိုကအာမရအောင်ကိုပေးတယ်ဆိုလို့ရှိရင်ပြောမယ်ဆိုလို့ရှိရင်ကောင်းကွက်ကိုမတွေးနိုင်ဘူးနော်တယောက်နဲ့တယောက်ကောင်းကွက်ကိုမတွေးနိုင်ဘူးအာတယောက်နဲ့တယောက်ဆိုးကွက်တွေကိုပဲတွေးနေတာမျိုးပေါ့နော်ကောင်းကွက်လေးတွေကိုမတွေးနိုင်တာမျိုးဖြစ်တတ်တယ်အကောင်းမမြင်တာမျိုးလေးဖြစ်တတ်တယ် เนาะအဆင်ပြေတာကိုမတွေးဘဲနဲ့ပေါ့เนาะအဆင်မပြေတဲ့အရာကိုပဲတွေးနေတာမျိုးပေါ့เนาะအဆင်မပြေတဲ့အရာကိုပဲတွေးပြီးတော့စိတ်ညစ်နေရမျိုးလေးရှိရတဲ့เนาะတရားနဲ့တရားအဲနောက်ပြီးတော့နှစ်ယောက်သားပေါ့နှစ်ယောက်သားပေါ့เนาะသူ့ဘက်ကလည်းအထီးကျန်နေတယ်ကိုယ့်ဘက်ကလည်းအထီးကျန်နေတယ်နှစ်ယောက်လုံးတယောက်တယောက်စီကလုံးလေးဖြစ်နေကြတယ်ပေါ့เนาะတယောက်စီကလုံးလေးဖြစ်နေကြတာမျိုးလေးတွေ့ရတယ် အာဒါမဲ့နာကျင်နေပေမဲ့လည်းဒီ relationship ထဲမှာအာနှစ်ဦးနှစ်ဖက်လုံးကတော့ဆက်ပြီးတော့မှနေကျင်နေရဲ့စိတ်ဆန္ဒရှိတယ်နော်ကိုယ့်ဘက်ကပဲဖြစ်ဖြစ်သူ့ဘက်ကပဲဖြစ်ဖြစ်နှစ်ဖက်လုံးကပဲဖြစ်ဖြစ်နာကျင်နေရဲ့စိတ်ဆန္ဒနာကျင်နေပေမဲ့ဒီထဲမှာပဲပေါ့နော်ဒီသူ့သူကကိုယ်နာကျင်စီရဲ့ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့စိတ်ကသူ့စီမှာပဲရောက်နေရမျိုးပေါ့နော်အဲ့ဒါမျိုးလေးတွေရှိရဲ့တဲ့အဲ့လိုမျိုးလေးဖြစ်နေရဲ့တဲ့နောက်တစ်ခုကကြတော့ အဲတဖက်လူစီမှာပေါ့နော်ကိုယ်စီမှာတော့၎င်းတဖက်လူစီမှာတော့၎င်းရွေးချယ်စရာလေးတွေများနေတာမျိုးရှိရဲ့နော်သူရောကိုယ်ရောရွေးချယ်စရာများနေတာမျိုးလေးရှိရဲ့อืมရွေးချယ်စရာများနေတာမျိုးလေးရရှိရဲ့တဲ့နော်အာတချို့တွေကကြတော့လေတဖက်လူကအာကိုယ့်ကိုဒီမှာဒီ feeling ကတည်းကအာကြည့်တဲ့ချိန်မှာတော့သူပြောထားလေးရတာလေးပေါ့နော်နောက်တစ်ခုကကြတော့သူကအာကိုယ့်အပေါ်ကို ူကကိုကိုပေါ့နော်ကြောက်ခိုင်းထတာမျိုးပေါ့နော်ကြောက်ခိုင်းထတာမျိုးလေးတွေရှိတယ်เนาะအဲ့တော့လေဒီကဘာလောက်ရမှာလဲဆိုချင်냐ဖိုင်ဝဲလေးအနေနဲ့ကိုကိုကိုအေးချမ်းအောင်လုပ်ရမယ်အကောင်းမြင်စိတ်လေးပဲပေါ့နော်တရားတရားနဲ့တရားအကောင်းမြင်စိတ်လေးပဲမျှွေပြီးတော့มาကြည့်ရမယ်ကိုမလည်းရွေးချယ်ရရှိနေတို့ကိုမလည်းကိုရွေးကိုမလည်းရွေးချယ်ရရှိနေတယ်အဲရွေးချယ်မှုတွေပေါ့နော်မမဘို့လိုအပ်တယ်ပေါ့နော် အရေးချက်မှုတွေမှားဖို့လိုအပ်တယ်။ and တချို့ကတယောက်တည်းနေရမှာဟိုရွေးချယ်လိုက်တယ်။ကောင်းတာပဲเนาะတယောက်တည်းနေရမှာရွေးချယ်လိုက်လည်းကောင်းတာပဲ။တစ်ဖက်လူတင်းရဲ့တစ်ဖက်လူကတော့တင်းကိုကြောက်ခိုင်းထားပြီးတော့မှအာကြောက်ခိုင်းထားပြီးတော့မှအာချစ်တော့ချစ်တယ်။ဒါမှမင်းသူ အတိတ်ကတန်ရာတွေကိုပဲတွေးနေရမျိုးပေါ့เนาะအတိတ်ကအဆင်မပြေတဲ့အရာတွေအတိတ်ကတန်ရာတွေကိုပဲတွေးနေရမျိုးလေးဖြစ်နိုင်တယ်เนาะ။ အဆင်မပြေတဲ့အရာကိုပဲတွေးနေပြီးတော့ move on လုပ်လိုက်ဖို့ပဲစဉ်းစားလိုက်တာမျိုးပေါ့နော်ဒါပေမဲ့ तू ကဒီထဲမှာက move on လုပ်လိုက်လို့စဉ်းစားပေမဲ့ဒီထဲမှာ i can't move on from you ဆိုချင်ကြလေ move on လုပ်လိုက်ဖို့စဉ်းစားပေမဲ့ move on ကမလုပ်နိုင်သေးဘူးဒါပေမဲ့အဲတော့တပြက်ပေါ့နော်ကိုကိုတော့တပြက်ကြောက်ခိုင်းထားတာမျိုးလေးဒီအဲတော့တပြက်ဆိုတာ तू မူဖော်တော့တဝက်ကတော့မူဖော်လုံးနေပြီတဝက်ကတော့မူဖော်မလုံးနိုင်သေးဘူးပေါ့နော်အဲ့လိုမျိုးတဝက်တဝက်စီဖြစ်နေရမျိုးလေးတွေ့ရတယ်နော်အဲ့တော့ဒီ relationship ကဒီ relationship ကဆက်ပြီးရောမအဆင်ပြေနိုင်မလားဒီ relationship ကဆက်ပြီးရောအဆင်ပြေနိုင်မလား okay oh my god ဟာဒီ relationship ကဆက်ပြီးဆင်ပြေနိုင်မလားဆိုပြေနိုင်တယ်ပြေနိုင်တယ် โอเคအကောင်းမြင်စိတ်လေးထားပြီးတော့ပြန်လေရှေ့ဆက်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေနိုင်တာမျိုးလေးတွေ့ရတယ်။နောက်ဒီမှာ turn off panic ကနေ့ောက်ကအဆင်ပြေနိုင်သေးတယ်။ဒီ relationship ကအဆင်ပြေနိုင်တယ်လို့ပြောရမယ်နော်။ကဲအဲ့တော့ power လေးတွေအဆင်ပြေနိုင်ပါတယ်တဲ့နော်။ရှေ့ပြီးရှေ့ဆက်မယ်။ तू ကလည်းကိုယ်ဒီမှာ तू မှလည်းရွေးချယ်ကြရင်များတယ်။အဲ့ရွေးချယ်ကြများတဲ့နေရာမှာ ကိုရွေးချယ်ခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်ကိုစီကိုတဖန်ပြန်ပြီးရွေးချယ်ခဲ့မယ်အမ်ကိုကလည်းရွေးချယ်မယ်ဆိုလို့ရှိရင်တော့နှစ်ဖက်လုံးပြန်ရွေးချယ်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေနိုင်ပါတယ်တဲ့နော်အကောင့်မင်စိတ်လေးထားပြီးတော့မှအဓိကလေအမ်ဒီ5 dot cup energy နဲ့7 dot cup နော်7 dot cup ကရွေးချယ်ကြရည်များတယ်5 dot cup အမ်ကိုအကောင့်မြင့်စိတ်တိတ်မရှိဘူးပေါ့နော်မရှိတဲ့အရာတွေဆုံးရှုံးတဲ့အရာတွေကိုပဲအမ် ဒီအဆင်မပြေတဲ့အရာတွေကိုပဲကြည့်နေရမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေဖယ်လိုက်မယ်ဆိုလို့ရှိရင်တော့တဲ့ and ဒီ relationship ကအဆင်ပြေနိုင်တယ်လို့ပြရတယ်နော်ကဲအဲ့ဆိုလို့ရှိရင်တော့စိတ်အေးထားပါ power လေးတွေအားလုံးပဲနော်ဒီလောက်နေပဲဒီလိုဒီ reading လေးကိုအဆုံးသတ်ပါရစေ power လေးတွေအားလုံး bye bye ဟယ်လိုဒီလက္ခဏာလေးကိုရေးချက်ထားတယ်ဖိုင်တူးလေးတွေအားလုံးပဲမိင်္ဂလာပါ ဖိုင်တူးလေးတွေရဲ့တစ်ဖက်လူကဖိုင်တူးလေးတွေကိုဗာပြောချင်နေလဲကြည်နိုင်ကြမယ်เนาะဖိုင်တူးလေးတွေရဲ့တစ်ဖက်လူကဖိုင်တူးလေးတွေကိုဗာပြောချင်နေလဲဖိုင်တူးလေးတွေရဲ့တစ်ဖက်လူကဖိုင်တူးလေးတွေကိုဗာပြောချင်နေတယ်အများကြီးဆိုပြန်ထည့်မယ်เนาะ ဖိုင်တူလေးတွေရဲ့တစ်ဖက်လို့ပါဖိုင်တူလေးတွေကိုပါပြောခြင်းနေလဲ I'm ready တဲ့เนาะ तू ကတော့ ready ဖြစ်နေပြီတဲ့ तू ကတော့အဆင်သင့်ဖြစ်နေပြီတဲ့နောက်တစ်ခု I feel the same way เนาะငါလည်းထပ်တူထပ်မြခံစားရပါတယ်တဲ့เนาะငါလည်းထပ်တူထပ်မြခံစားရတယ် Your family won't like me မိရဲ့မိသားစုကငါ့ကိုမကြိုက်ဘူးတဲ့မိရဲ့မိသားစုကငါ့ကိုသဘောမကျဘူးတဲ့ နောက်တစ်ခု wrongful advice เนาะအာဒီဖိုင်းအထူးလေးတွေမှာပေါ့เนาะတကယ်ချင်းနေပိုင်းကိုကြံ့ကြံ့တောင်းနေဒါမှမဟုတ်လို့ရှိရင်လည်းအဲဒီအတိမိတ်ဆွေတွေကြံ့ကြံ့တောင်းခဲ့တာမျိုးတွေပါဆိုလို့ရှိရင်ဒီ relationship နဲ့အဲပတ်သက်ပြီးတော့အကျဉ်းချတောင်းခဲ့တာမျိုးတွေဆိုလို့ရှိရင်အကျဉ်းချပေးတာတွေကမှားနေရပေါ့နော်။ wrongful advice ဆိုအကျဉ်းချပေးတာတွေကမှားနေတယ်တဲ့နော်။နောက်တစ်ခု hizo panique no te any small balance no ဒီနေ့ကလည်း relationship ကလည်းလည်း balance ဖြစ်ဖို့လိုနေတယ်မိသားစုတွေဘက်ကလည်း အမ်မိသားစုတွေဘက်ကလည်းသဘောမတူတာမျိုးပေါ့နော်အဆင်မပြေရမျိုးလေးတွေရှိနေတယ်တဲ့နော်အမ်နှစ်ဖက်က balance မဖြစ်ဘူး handle လုပ်ဖို့လိုအပ်နေတယ်ပေါ့နော်ဒါကတော့အမ်တိုးအပ်ချက်လေးပေါ့နော်သူ့အနေနဲ့ balance လိုအပ်နေတယ်အဲ့တော့ချိန်ကျတော့ the relationship ကပေါ့နော် fine to me ရ relationship ကတစ်ဖက်လူနေရတစ်ဖက်ဆောင်နေဖြစ်နေရမျိုးပေါ့နော်တစ်ဖက်တည်းကြည်နေရမျိုးတစ်ဖက်ဆောင်နေဖြစ်နေရမျိုးလေးဖြစ်တတ်တယ်တဲ့နော်အဲ တခုခုဖိုင်းတူးလေးတွေအစမပြညာရှိရင်ဆိုလို့ရှိရင်လည်း तू ကလည်းအဲ့ဒီအတိုင်းပဲပေါ့နော် i feel the same way ငါလည်းထပ်တူခံစားနေရတယ်ပေါ့နော်အမ် i'm ready ဆိုကြလေ तू ကဒီအဆင်သင့်ဖြစ်နေရပြန်အဆင်သင့်ဖြစ်နေရဆိုကြတော့လေအဲတခုခုပေါ့နော်အာဖိုင်းတူးလေးတွေ ကအာသူနဲ့ပေါ့နော်လက်ထပ်ပိုးစစ်ချက်ဖို့ရိပါရီရွယ်ထားရဲဆိုလို့ရှိရင်တူအနေနဲ့အဆင်သင့်ဖြစ်နေပြီပေါ့နော်ဒါမျိုးလေးကိုပြောထားတယ်နော် is on panic ရဆိုလို့ရှိရင်အဲ new beginning ပေါ့နော် new beginning တခုစဖို့ပေါ့နော်နှစ်ယောက်လုံးအာဒီအတိတ်ကဖြစ်ခဲ့တဲ့အကြောင်းအရာတွေမေ့ပြပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်အဲဒါမဟုတ်လို့ရှိရင်အိမ်အောင်ဖြူဖို့ပဲဖြစ်ဖြစ်လက်ထပ်ဖို့ပဲဖြစ်ဖြစ်ပေါ့နော် point 2လေးတွေကအာ အဆင်သင့်ဖြစ်နေရမျိုးလေးပြောတယ်နော်အဆင်သင့်ဖြစ်နေရမျိုးလေးပြတယ်အဲ့တော့ဒီထဲမှာထူဆန်းတာက1 2 3နော်၃ခု1 2 3 0 1 2 3နော်အဲ့လိုမျိုးလေးဖြစ်နေတယ်တဲ့နော်နောက်တော့နောက်တော့သူပြောချင်တဲ့စကားလေးကြီးမယ်နော်ဒီမှာထည့်ယူထားသေးတယ် uh if i don't feel right being a puffer of food เนาะအမင်းစီကနေဝေးသွားပြီးရဲ့ချိန်မှာအာငါအဆင်ပြေနေရလို့မခံစားရဘူးလေเนาะအဆင်ပြေမနေဘူးပေါ့အမင်းစီကနေဝေးသွားပြီးရဲ့ချိန်မှာအာမင်းနဲ့တယောက်တနည်းအစီဖြစ်သွားတဲ့ချိန်မှာအဆင်ပြေမနေဘူးလေเนาะ i block เนาะငါပိတ်ဆို့နေရလို့ခံစားနေရတယ်တဲ့အဆင်မပြေဘူးတဲ့နော် i need space နော်ဒီမှာ balance မဖြစ်ဘူးလို့ပြောထားတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ ခုချိန်မှာအမ်ဒီသူ space တခုလို့မြင်ပေါ့နော်ပြီးတော့ငါတို့နှစ်ယောက်เนาะ꿰သွားတယ်꿰သွားတာပေါ့နော်တယောက်နဲ့တယောက် separate ဖြစ်သွားတာအဲ့ဒီ separate ကအခုချိန်မှာလည်းလိုအပ်နေရပေါ့နော်အဓိကတော့ကိုယ်ပိုင် space တို့အနေနဲ့အဟားပြောပါတော့ကိုယ်ပိုင် space တို့အနေနဲ့အမ်တယောက်နဲ့တယောက်အရင်အမ် ထိန်ချုံထွက်တာမျိုးပေါ့နော်အရန် close ဖြစ်နေပြီးတော့မှပူနေရမျိုးလောင်နေရမျိုးပေါ့နော်အဲ့ဒါမျိုးတော့တိတ်ပြီးတော့အဆင်မပြေဘူးပေါ့အဲ့ဒီတော့ကြောင့်မို့သူတန်းတောင်ခုဝေးသွားတယ် separation ဖြစ်သွားတယ်အဲ့ဒီ separation ဖြစ်ဖို့ရာကအာဖြစ်ဖို့ဖြစ်တာပေါ့နော်အဆင်ပြေတယ်အခုချိန်မှာလိုအပ်နေတယ်အရာတစ်ခုပဲဖြစ်တယ်တဲ့နော်ဒီမှာလည်းတူတူပဲ we for require period of healing ဆိုချိန်ညာလေတယောက်နဲ့တယောက်ငါတို့နှစ်ယောက်လုံးကအာ healing လုပ်ဖို့ချိန်လိုအပ်နေတယ်တဲ့နော်နောက်တစ်ခါ အာငါတို့နှစ်ယောက်ကပေါ့နော်တစ်ချိန်ကြရင်တော့အဆင်ပြေနိုင်ပါသေးတယ်ဆိုတာမျိုးလေးကိုပြောထားတယ်နော်အတောင်နဲ့တောင်လည်းလိုက်ဖက်တယ်ပေါ့နော်လိုတောင်နဲ့တောင်လည်းလိုအပ်လိုအပ်တယ်သူကလည်းကိုယ်လိုအပ်တယ်ကိုကလည်းသူ့ကိုလိုအပ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပြောထားတော့အာတစ်ချိန်ကြလို့ရှိရင်အဆင်ပြေနိုင်ပါတယ်လူသူကစိတ်ကူးထားတယ်ပေါ့နော်သူစိတ်ကူးထားတယ်အဲ့ဒါလေးကိုပြောတယ်အဲ့တော့ကလေးနည်းနည်းကြည့်လိုက်မယ် ကန်လေးနည်းနည်းကြည့်လိုက်မယ်။နှစ်ယောက်သားပါတယ်။ဖြစ်နိုင်သေးလဲပေါ့နော်။မြင်လာလေးပြောမယ်။တန်တန်။ဆလာကရတန်ဆိုကြတော့လေ။အာခလတ်လေးဒါမှမလို့ရှင်နေသူကလေသူကတော့ပြီးဆုံးဖို့ရတော့စိတ်ဆန္ဒဖြစ်ခလတ်လေးဒီဘက်က နည်းနည်းပေါ့နော်ဒီလိုလေးရှိရှိကိုပြည့်ရင်လည်းပြတ်သွားပြီစီတော့ဆိုပြီးတော့မှစဉ်းစားနေရမျိုးရှိနိုင်တယ်ဒါမှမဟုတ်လို့ရှိရင်အဲနှစ်ယောက်သားပေါ့နော်အစ်စ်တစ်ဖန်ပြန်ပြီးတော့မှအရင်တော့ပုံစံအရင်တော့အာတွားခဲ့တဲ့ပုံစံนี่ပေါ့နော်အရင်တော့တွားခဲ့တဲ့ပတ်တန်တွေကိုချိန်ချပြီးတော့မှအာအစ်စ်အနေနဲ့ပေါ့နော်ပြန်သွားဖို့ရစိတ်ကူးနေရမျိုးဖြစ်နိုင်တယ် ဒါမှမဟုတ်လို့ရှိရင်လည်းအရင်တော့ပုံစံမျိုးနဲ့အဲသွားနေတာမျိုးကအဆင်မပြေတော့ဘူးပေါ့နော်အခုပုံစံအစ်စ်နဲ့အဲသွားဖို့လိုပြီပေါ့နော် relationship ကပုံစံအစ်စ်နဲ့ပြောင်းလဲဖို့လိုလိုအပ်နေတာမျိုးလေးကိုပြရတယ်ပေါ့နော်ဒီတမ်းမှာဆိုလို့ရှိရင်စိတ်ပင်ပန်းနေရာမျိုးလေးပေါ့နော်စိတ်ပင်ပန်းနေရာမျိုးလေးလူပင်ပန်းနေရာမျိုးစိတ်ပင်ပန်းနေရာမျိုးလေးတွေ့ရတယ်နော်အဲ ဒီစိုးရင်ကြောင်ကြစိတ်တွေများနေရပါတော့စိုးရင်ကြောင်ကြစိတ်တွေများနေရင်စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရောလေးရှင်းရှင်းနေအားကြောင့်မလို့လဲအဲအားကြောင့်မလို့လဲအဲတန်တန်တန် separation ဖြစ်သွားဖို့အချိန်လိုတယ်နော်အဖိလင်းလောက်ဖို့အချိန်လိုတယ်ပေါ့နော်အဲ့လိုမျိုးလေးသူပြောနေတယ်သူသူလည်းတိမှာပေါ့နော်အခုကြည့်နေရခလာအခုကြည့်နေရ fine tool လေးလည်းတိမှာပေါ့နော်အဲတန်တန်တန်အခုချိန်မှာရမ်းပင်ပန်းနေတဲ့အတွက်ကြောင့်မလို့ သူလည်းကိုယ်ခဏလေးလွတ်ထားပြီးကိုယ်လည်းသူ့ကိုခဏလေးလွတ်ထားပြီးပြီးတော့အာဒီနိုင်ယူဖို့ချိန်လိုအပ်နေရမျိုးပေါ့နော်တယောက်တည်းစစ်စစ်နိုင်ယူဖို့ချိန်လိုအပ်နေတယ်အဲဒီအရင်တော့အဆင်ပြေခဲ့တဲ့ပြဿနာတွေကြောင့်ပေါ့နော်အရင်တော့အဆင်ပြေခဲ့တဲ့ပြဿနာတွေကြောင့်အဲနေအောင်လုံးစိတ်ပင်ပန်းနေရတာမျိုးပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်တော်တော်လေးကိုစိတ်ပင်ပန်းတာမျိုးလေးတွေ့ရတယ်နော်အမ် နောက်ပြီးတော့ချိန်ကျတော့တယောက်နဲ့တယောက်ကမနာရထားနေပေါ့နော်တယောက်နဲ့တယောက်မနာရထားနေတယ် and သူကလည်းမလျှော်ဘူးကိုကလည်းမလျှော်ဘူးပေါ့နော်အဲ့လိုမျိုးအနေထားမျိုးလေးချောင်းအောင်အဆင်မပြေရမျိုးလေးတွေ့ရတယ်ပေါ့နော်အဲ့တော့ခံစားရတော့နှစ်ယောက်လုံးဘက်မှာခံစားရမယ်ပေါ့နော်အဲ့တော့တယောက်နဲ့တယောက်အာရှော့ဖို့လိုတယ်တကယ်တမ်းကျတော့ဒီအတွေ့အာ powerful ဖြစ်တယ် live ဖြစ်တဲ့အတွေ့ပေါ့နော် live ဖြစ်တဲ့အတွေ့ဖြစ်တယ်အဲအဲ့ဒီအတွက်ကြောင့်မို့လို့ တက်တက်တက်ရှော့ပြီးတော့မှာပေါ့နော်ရှော့ရတယ်ရှော့ရမယ်ပြီးသွားလို့ရှိရင်ဟင်းနဲ့လောက်ဖို့အချိန်လိုအပ်နေရပေါ့နော်ဟင်းနဲ့လောက်ဖို့အချိန်လိုအပ်နေရအားကြောင့်မလို့ဟိုစိတ်တက်လူတက်နေပေါ့နော်အရင်တော့လည်းမဟုတ်ဖက်နဲ့အတွေးမြင်ပြောင်းလဲပြီးတော့မှာစိတ်တက်လူတက်နေနေစိတ်တက်လူတက်နေဆက်သွားဖို့လိုအပ်နေရပေါ့နော်ဒါလေးကတော့ဖိုင်တူလေးတွေတော့ပဲဖြစ်ပါရဲ့ပေါ့နော်ဖိုင်တူလေးတွေအဲအားကြောင့်မပြောရလေဒီ dead နဲ့ isopanic ဆိုလို့ရှိရင် အဲ new beginning ဖြစ်ဖို့ new beginning နေမြင်နေပေါ့နော်ဒါပေမဲ့လူတက်နေတော့ a new beginning မဟုတ်ဘူးလူဟောင်းနေပဲ new beginning ဖြစ်မယ်အဲသူနဲ့ကိုနဲ့ပေါ့နော်ပြန်ပြီးတော့မှတစ်ချိန်ကြာရင်ပြန်ပြီးတော့အဆင်ပြေနိုင်တာမျိုးလေးတွေ့တယ်နော်အခုချိန်မှာတော့ခံစားနေရတယ်နော်အခုချိန်မှာတော့ခံစားနေရ fine tool လေးတွေဘက်ကလည်းနည်းနည်းလေးမာနာလေးထားနေရပေါ့နော်မာနာကြီးနေရမာနာထားနေရမျိုးလေးတွေ့ရနောက်တစ်ဖက်ကလူကတော့အဲတကယ်ကို သူကသူ confidence ရှိပြီးတော့မှကိုယ်ပေါ်လည်းလွှမ်းမိုးနိုင်တဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်အဲကိုကိုကိုလည်း protection နဲ့ energy အပြည့်ရှိတာပေါ့နော်ကိုကိုရန်လည်းအလိုပဲနောက်ကို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 လည်းချစ်လက်ချစ်တတ်တယ်ဆိုတော့လေအဲဒီကတော့နှစ်ယောက်လုံးအရင်အတောင်တောင်ချုပ်ချယ်တာမျိုးပေါ့နော် attach ဖြစ်လောနာမျိုးပေါ့ possessive ဖြစ်လောနာမျိုးဒါမျိုးတွေကြောင့်မို့လို့အဲဒါမျိုးတွေကြောင့်မို့လို့ အဆင်မပြေရတာမျိုးလေးပေါ့နော်နောက်တစ်ခါကျတော့ဒီမှာဆိုလို့ရှိရင်အဲ family ကိစ္စရယ်လည်းပါလာတယ်ပေါ့နော်မိသားကိုရဲ့မိသားစုကသူ့အတော်မကြောက်သူ့ရဲ့မိသားစုကကိုယ်အတော်မကြောက်ဒါမျိုးလေးတွေအဲဒါမျိုးလေးတွေအပြန်အလှန်ဖြစ်နေကြတဲ့အတွက်ကြောင့်မို့လို့အဆင်မပြေနိုင်တာမျိုးလေးတွေဖြစ်နေတယ်တဲ့အဲ့တော့အဲဟင်းနေလို့ဖို့လိုအပ်နေတာပေါ့နော်ဟင်းနေလို့ဖို့လိုအပ်နေတယ်တကယ်တော့ separation လောက်ပြီးတော့မှအာ ဟိလလောက်ဖို့လေးတွေလိုအပ်နေရပေါ့နော်တရားနဲ့တရားကိုယ်အချင်းသူ့အချင်းအေးစစရှိဖို့လိုအပ်နေရအဲ့ဒါပြီးသွားလို့ရှိရင်တော့အဆင်ပြေနိုင်ပါတယ်နော်ဒီထက်ဒီထက်ကစကားတိုင်းပဲအဲ့ဒါပြီးသွားလို့ရှိရင်အဆင်ပြေနိုင်တာလေးကိုတွေ့ရတယ်နော် ဖိုင်ထူးလေးတွေအားလုံးပဲကျေနပ်ကြမယ်လို့မျှော်လင့်ပါတယ်ဘိုင်ဘိုင်ဒီနောက်ကောင်လေးကိုရွေးချက်ထားတယ်ဖိုင်ထူးလေးတွေအားလုံးပဲမင်္ဂလာပါ ဖိုင်ထူးလေးရဲ့တစ်ဖက်လူကဖိုင်ထူးလေးတွေကိုဘာပြောချင်နေလဲကျေနပ်ကြမယ်နော် ก็รีวิวส่งสวยไหมเนาะจากคอนเฟอร์ชันกันรีส่งสวยไหม Rejection you want protection myself I was being I was being selfish เนาะไม่ยอมงานนี้สุดไรด่ากันเลย and နော်ငါကုတ်ငါကာကွယ်လိုက်တာတခုပဲတဲ့နော်မင်းကိုညင်းဆန်လိုက်တာငါကုတ်ငါကာကွယ်လိုက်ချင်းတမျိုးပဲတဲ့နော် I was being selfish နော်ငါကအရန်ကိုအတားချိခဲ့တယ်ပေါ့နော်ငါ I was being selfish ငါကရန်ကိုတကူကောင်းဆန်ခဲ့တယ်ပေါ့နော်တကူကောင်းဆန်ခဲ့တာတကူကောင်းဆန်ခဲ့တဲ့လူတရပေါ့နော် I was being selfish နော် and I want to tell you how I feel နော် ငါဘလို့ခံစားရလဲဆိုတာမင်းကိုပြပြချင်လိုက်တာငါဘလို့ခံစားရလဲဆိုတာမင်းမင်းကိုပြပြချင်လိုက်တာတဲ့နောက်တစ်ခါ No I pretend I pretend I don't care but I see in my dreams เนาะငါမင်းကိုအာမင်းကိုပေါ့နော်ငါကိမဆိုင်ဘူးဆိုပြီးတော့ဟန်ဆောင်လေးပေးမယ်လေတဲ့ငါရဲ့အဲငါရဲ့အိမ်မက်ထဲမှာပေါ့နော်ငါအိမ်မက်ထဲမှာမင်းကိုတွေ့ တွေ့ပါတယ်တဲ့အိမ်မက်ထဲမှာမင်းကိုတွေ့နေစိတ်ကူးရဲမှာမင်းကိုတွေ့နေပေါ့နော်အဲဒါကတော့သူမလို့အပ်ဘူးဆိုဟန်ဆောင်နေပြင်မဲ့လဲပေါ့နော်အာသူမလို့အပ်ဘူးလို့ဟန်ဆောင်နေပြင်မဲ့လဲတကယ်တမ်းတော့သူလို့အပ်တယ်ပေါ့နော်အဲ့ဒါပြောချင်တော့နောက်တစ်ခါကျတော့အာကိုရဲ့လေအဲဒီထဲမှာဆိုလို့ရှိရင်အဲတစ်ဖက်လူပါပေါ့နော်အရန်ကို နော် तू อ่ะပဲဖြစ်ဖြစ် तू อ่ะ selfish အတားကြီးရယ်ဆိုလေ fine tree တွေနေနေပေါ့เนาะအဲ तू နဲ့ပတ်သက်လို့ရှိရင်ကိုယ့်ရဲ့အဲဒီကိုယ့်ရဲ့ကိုကိုယ်မှာရှိနေတဲ့အရာတွေပေါ့เนาะကိုယ့်မှာရှိနေတဲ့စီမင်းစီကံတွေကိုယ့်မှာရှိနေတဲ့ နာစကူစိတ်တန်းနေပေါ့နော်ကိုယ့်ရဲ့နှကူရှိရင်စဲပုံစံမျိုးထိမ့်သိမ်းထားဖို့လိုအပ်တယ်တဲ့နော်ထိမ့်သိမ်းထားဖို့လိုအပ်တယ်အဲသူသူ့ကြောင့်မလို့ပေါ့နော်ကိုယ်မှာရှိတဲ့အဲ rules တွေပေါ့နော်ကိုယ်မှာရှိတဲ့စိမင်းစိတ်ကံချိုးဖောက်မိတာမျိုးတွေပေါ့နော်အာသူကိုယ်လိုဆန္ဒမပါဘဲနဲ့ပေါ့နော်သူ့ရဲ့စိတ်ကြိုက်လိုက်ပြီးတော့မလုံးမိကြမျိုးလေးတွေဖြစ်တတ်တယ်တဲ့နော်အဲ့ဒီအတွက်ကိုယ်သတိထားပါတဲ့နော်နောက်တစ်ခုကကြတော့အာ I see you when I close my eye เนาะငါမျက်လုံးမိတ်လိုက်တာ ਨੇ မင်းကိုတွေ့နေရတယ်မြင်နေရတယ်တဲ့เนาะအဖိုင်းချင်းလေးတွေအတွက်ဒါလေးတက်ကပ်ပါထပ်ကြည့်နိုင်မယ်ဖိုင်းချင်းလေးတွေနဲ့တွေ့တွေ့လေးများသွားရင်เนาะ sorry ပါနက်တဲ့များပါပဲဖိုင်းရှီရဲ့တစ်ဖက်လိုနည်းနည်းနက်တဲ့များတယ်เนาะ police เนาะတချို့သူတွေကအာတချို့သူတွေကနည်းနည်းပြီးပေါ့เนาะဆိုးတယ်ထဲမှာပါတယ်အဲပြောရမယ်ဆိုလို့ရှိရင်ပြောရမယ်ဆိုလို့ရှိရင်ဒီ တရားမဝင် လုံနေပါရင်လုံနေရမျိုးလို့ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းအဲနည်းနည်းပေါ့နော်ကျွန်မခံစားရသလောက်ဆိုလို့ရှိရင်အဲချစ်တီချစ်ကံပုံစံမျိုးလေးကိုလုံးချင်အားလုံတဲ့လပုံစံမျိုးလေးဒီထဲမှာလူငယ်လေးလေးပါကောင်းပါနိုင်တယ်နော်အဲအဲ့လိုမျိုးလေးတွေ့ရတယ်ကိုလုံးချင်အားလုံတာအာတစ်ဖက်လူရဲ့အဲဒီမှာဆိုလို့ရှိရင် individual ဒီမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့နော်အဲကိုရဲ့အဒီ တည်တံ့ဖြစ်နေဖို့တန်ရတတ်မိုးထားရမှာပေါ့နော်တတ်မိုးထားရမယ်အဲသူ့ဘက်ကကြတော့လေနည်းနည်းလေးဒီသူ့ဘက်ကကြတော့လေနည်းနည်းဟိုအချစ်ကျမ်းနာမျိုးအချစ်ကြီးရမျိုးအချစ်ကျမ်းနာမျိုးပေါ့နော်အရန်ကိုစုံမလို့နာမျိုးပေါ့နော် အာရောင်းချိုးစိုးမလို့နာမျိုးအတကြီးရမျိုးလေးပေါ့နော်ဒီမှာဆိုလို့ရှိရင် selfish သူကိုယ်သူအတကြီးရဲ့တကူကောင်းဆန်တယ်လို့ပြောထားတယ်အဲ့လိုမျိုးစိတ်မျိုးလေးရှိတော့လေအကိုကသူ့ရဲ့အချစ်ကိုခံရတာလေမုန်းချက်တယ်အဲသူ့ရဲ့စိတ်တိုင်းကြပဲသူလုံနေတယ်ဆိုတော့လေအကိုဘက်ကိုလှည့်မကြည့်ဘူးမချစ်ဘူးလားဆိုတော့ဖို့ချစ်တယ်အဲ့လိုမျိုးလေးဖြစ်နေပေါ့နော်ဒါကတော့အာတစ်ဖက်လူတစ်ဖက်လူရဲ့ပုံစံမျိုးကအဲ့လိုပုံစံမျိုးဖြစ်နေပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ အာဖိုင်ထူးလေးတွေကနည်းနည်းမွန်းကျက်တာမျိုးခံစားရတယ်ပေါ့နော်အာတကယ်တမ်းတော့သူကမချစ်ဘူးလားတော့မဟုတ်ချစ်တယ်နော်အဲအချစ်အချစ်မတက်တာပေါ့နော်အချစ်မတက်တာအတ္တကြီးじゃအာမကင်တွေ့တက်တာပေါ့နော်အဲ့လိုမျိုးပြောရမယ်ဒီမှာကက်လေးဒီကျမကြည်ထားတယ် you deserve more than i could give at the time เนาะငါကမင်းပေးနိုင်တဲ့အရာ ထက်ကိုရမင်းကပို့ပြီးတော့ထိုက်တက်ပါတယ်တဲ့เนาะ nobody like you တဲ့နော်လူတိုင်းဘသူကမှမင်းနဲ့မတူဘူးတဲ့နော်မင်းကတကယ်ကိုငါရဲ့ချင်းချက်ကလေးပေါ့နော်မင်းကတကယ်ကိုထူးခြားဆုံးသောလူလေးဖြစ်ပါတယ်တဲ့နော်နောက်တစ်ခါကျတော့ငါကတူတာနော်ငါကအဝနဲ့နေတဲ့လူတယောက်ပါတဲ့နောက်တစ်ခါ I wait for your love နော်ငါမင်းရဲ့အချစ်ကိုစောင့်နေပါတယ်တဲ့နော်နောက်တစ်ခါကျတော့ မင်းอ่ะပေါ့เนาะငါမျောလင်းသမျှသူပဲမျောလင်းသမျှလူမျောလင်းနေတဲ့လူတယောက်ပါပဲပေါ့เนาะငါလူချင်းနေတဲ့လူတယောက်ငါမျောလင်းနေတဲ့လူတယောက်ပါပဲတဲ့เนาะဘသူကမှမင်းလူမျိုးငါ့ကိုခံစားရအောင်မလုပ်နိုင်ဘူးတဲ့เนาะဘသူကမှအာမင်းဘသူကမှမင်းတို့မင်းတော့ငါ့ကိုခံစားရအောင်မလုပ်နိုင်ဘူးပေါ့เนาะဒါကတော့သူပြောချင်တဲ့စကားလေးဖြစ်ပါတယ်သူကနည်းနည်းလေးဆိုတယ်เนาะ ူကလည်းနည်းလေးစိုးရထဲမှာပါတယ်နည်းလေးအတားကြီးတယ်တကူကောင်းဆန်တယ်ဒါပေမဲ့ဖိုင်းသူးလေးတွေကိုတော့ချစ်ပါတယ်ပေါ့နော်အဲ့တော့ဖိုင်းသူးလေးတွေနဲ့သူနဲ့အဆင်ပြေနိုင်မလားဒါလေးကိုချင်မယ်နော်ဖိုင်းသူးလေးတွေနဲ့အများကြီးဆိုမယူတော့ဖိုင်းသူးလေးတွေနဲ့သူနဲ့အဆင်အဆင်ပြေနိုင်မလားပေါ့နော်ဖိုင်းသူးလေးနဲ့သူနဲ့ဆက်ပြီးတော့အဆင်ပြေနိုင်မလားဖိုင်းသူးလေးတွေ အဲ့တော့ဟာဖန်တီလေးနဲ့သူနဲ့စကားများရတာမျိုးလေးရှိတယ်เนาะဒါမှခဏခဏစကားများရတာမျိုးလည်းဖြစ်နိုင်တယ်เนาะဖန်တီလေးတွေကသူ့ကိုနည်းနည်းတော့အော်လွှမ်းမိုးနိုင်ပါတယ်เนาะလွှမ်းမိုးနိုင်တယ်သူကအာ တော်မူနိုင်တယ်။သူကလေအာ fancy လေးနဲ့အလိုမျိုးဟိုတခုခုပေါ့နော်။သူကမရင်ကျက်တာပေါ့နော်။မရင်ကျက်တော့တကြောင်မို့ fancy လေးနဲ့ရဖြစ်တယ်စကားများတယ်ဆိုလို့ရှိရင်လည်းသူ့အနေနဲ့အဲသူနည်းနည်းစိတ်ညစ်သွားတာမျိုးပေါ့နော်။စိတ်ရှုပ်သွားတာမျိုးဒါမျိုးလေးဖြစ်တတ်တယ်။အာ oh sorry နော်စိတ်မကောင်းပါဘူး။ fancy လေးနဲ့သူနဲ့က devil connection ဖြစ်နေနော်။ devil connection ဖြစ်နေတဲ့အတွက်ကြောင့်ဘို့လို့ချစ်တော့ချစ်ကြတယ်နှစ်ယောက်သား။ တိတ်ပြီးတော့ပေါင်းဖွက်ဖို့ရကန်ကတော့တိတ်မတွေ့ဘူးဖြစ်နေတယ်နော် sorry ဗန်ဖိုင်ထူလေးလေးဖိုင်ထူလေးလေးနဲ့သူနဲ့တိတ်ပြီးပေါင်းဖွက်ဖို့အကန်မပေါင်းကဲဒီမှာလည်းကြည့်နိုင်တယ်တမောနော်တယောက်နဲ့တယောက် distance ဖြစ်နေရမျိုးပေါ့နော်အာလူမျိုးကြီးဘာသာကြီးနော်အာဒါမျိုးလေးနည်းနည်း distance ဖြစ်နေရမျိုးဒါမှမဟုတ်လို့ရှင်လဲ long distance relationship ဖြစ်နေရမျိုးပေါ့เนาะ LDS ဖြစ်နေရမျိုး အာမျိုးလေးဖြစ်နိုင်တယ်လေ fine tune လေးတွေနဲ့ fine tune လေးရဲ့တစ်ဖက်လိုပါလေချစ်တော့ချစ်ကြရဲ့ဒါပေမဲ့အဲဆုံးဖို့ရပါတော့ဆုံးဖို့ရတော့တိတ်ပြီးမလွယ်ဘူး fine tune လေးတွေနဲ့တစ်ဖက်လိုနေရလေเนาะ fine tune လေးတွေကလည်းသူ့ပုံချစ်ပါတယ်เนาะမျောလင်းချက်ထားတာမျိုးတွေသူကလည်း အဲသူကလည်းကိုယ်ရောချက်ပါတယ်နော်အာဒါပေမဲ့တိတ်ပြီးတော့မှ relationship ကရေရှည်မှတခြားအဆင်ပြေမဲ့ထဲမှာတော့မပါအောင်နော်အဆင်ပြေမဲ့ထဲမှာတော့မပါအောင်အဓိကဘာအဆင်မပြေရလဲဆက်ချင်ကြတော့အာဒီကန်ကိုကပေါ့နော်ရေစက်တွေကန်တွေကိုကအရင်မပါတဲ့သဘောမှာဖြစ်နေတာဆိုတော့လေနော် finding နဲ့ finding တွေရတဲ့ဖက်လို့အရင် ဆောင်ဖို့ရလာလာပေါ့နော်ပေါင်းစည်းဖို့ရလာလာတိတ်မရှိဘူးအဲ့လိုမျိုးဖြစ်နေနော်ကဲအဲ့တော့ဖန်သူနေနေသူနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောပြရမလဲအဲ့လိုပဲပေါ့နော်ဆောင်ဖို့ရဆောင်ဖို့ရတိတ်မရှိဘူးဒါပဲပြောရမှာပဲနော်ဒါပဲပြောရမှာပဲဖန်သူလေးနေစိတ်မကောင်းပါနော်ဖန်သူလေးစိတ်မကောင်းပါအောင်အဲ့ဆိုလို့ရှိရင်တော့ဒီလောက်နေပဲရက်လိုက်တော့မယ်နော်